မင်္ဂလာပါခင်ဗျာ Chess Now Channel ရဲ့ညရောကြိုဆိုပါရစေ။ဒီနေ့မှာတော့ The Third World Chess Championship Match ရဲ့ကစားပွဲလေးကိုဆက်ပြီးတော့ review လုပ်သွားပါမယ်။ Game 4တဲမှာတော့ Cuber ကဂွန်စပါကစားလာပြီးတော့နှစ်ဘက်က style နဲ့စားစားလာပါတယ်။ပွဲထဲကိုစားကြည့်လိုက်မယ်ဆိုရင်တော့ E4, E5, Knight F3, Knight C6 ဒီဘက်မှာလည်းဒရုန်းတစ်ယောက်က E4, E5 ကစားကြတဲ့ open game ကိုကစားလာပါတယ်။ တခြားစီဖုန်းတခြားစီဖိုင်းကျွာကိုပြရလို့ line နဲ့ရောက်သွားတယ် B4 ပုံးအောင်ကျွေးပြီးတော့ advance scan ပြနဲ့အဖြူအားကစားတာပါတယ် bishop takes B4 C3 bishop A5 advance scan ပြရဲ့ UI ချက်ကတော့နောက်ကြုံမဲ့လဲကြလို့ချင်း D4 တက်ပြီးတော့ center မှာပုံးနှလုံးအောင်နေရာယူပြီးတော့ center control ကောင်းကောင်းနဲ့ကစားမယ်ဆိုပြီးတော့ UI ရတာပါအဲ့ဒီတော့ဒီဘက်က ဒီဘက်ကဖုန်းလုံးကိုကြွေးပြီးတော့ကစားတာပါကာစကင်ဆိုင်ကွင်းနပ်ဆစ်ဒီနားမှာကွင်းနပ်ဆစ်ရွှေတာရှေ့ရဗီဒီယိုတွေမှာပြောခဲ့လိုမျိုးပဲမကောင်းပါဘူးကွင်းကိုအစောကြီးထုတ်လိုက်လိုမျိုးဖြစ်သွားတယ်ဒီနေရာမှာရိုးရှင်းတဲ့နိုင်တပ်ဆစ်ခုံနာမျိုးကပိုပြီးကောင်းလိမ့်မယ်လို့ဆိုပါတယ်ဒါမှမဟုတ်ဒီနေရာမှာဒီစစ်တပ်သားမျိုးလည်းလုံလို့ရပါတယ် အဲ့လိုဆိုရှင်ဒီဘက်က Alice Bishop ရဲ့ဒါကိုလည်းဖွင့်ပြီးသားဖြစ်သွားမယ်။နောက်ဘက်ကနဲလေးတာပါလိမ့်မယ်။ဘာလို့လဲဆိုတော့ခုနကဘောတကောင်စားလာတဲ့အတွက်ကြောင့်မလို့ပါ။ပွဲမှာတော့ Stylus ဟာ Quinn ဆက်ဆိုပြီးတော့ရွှေ့ရတယ်။ Devo ပြွာသူ့ရဲ့ငကိုယူရချက်တိုင်းပဲစားတာမှာဘောတကောင်နေရာယူရပါတယ်။ Aces Bishop B5 ဒီကွက်ကလည်းတိတ်မကောင်းပါဘူး။ Bishop ကို ထုတ်ပြီးသားပဲရှောက်ကိုနှောက်ရွှေလိုက်လိုမျိုးဖြစ်သွားပါတယ်။ကွန်ပျူတာကတော့ဒီနေရာမှာအကောင်းဆုံးရွှေ့ကွက်တွေအနေနဲ့ဝင်နေဖို့ရွှေရာမျိုးတွေဒါမှမဟုတ်ဝင်ပြီးသူတွေရွှေရာမျိုးတွေကပိုပြီးကောင်းနိုင်မယ်လို့ဆိုပါတယ်။ဝဲမှာတော့ဖြူကပရှော့ B5 ဆိုပြီးတော့ရွှေ့လိုက်တယ်။သူရွေးချက်ကတော့ဒီပရှော့နဲ့မြင်းကိုစားမယ်ပြီးလို့ရှိရင်ဒီပုံးကိုပလိန်ကြီးစားမယ် ဲ့လိုမျိုးရည်ရွယ်ပြီးတော့ရွှေ့လိုက်ပုံရပါတယ်။ Nike E7 Stainless ဟာအသားလေးပဲသူ့ရဲ့မထုတ်ရသေးတဲ့မြင်းကို develop လုပ်လိုက်တယ်။ဒီမြင်းကိုစားလို့ရှိရင်မြင်းနဲ့ပြန်စားပြီးတော့ဒီ E5 ကပုံကာမယ်ဆိုပြီးတော့လုပ်ထားပါ။ Bishop E3 ဒီ Dashway Bishop ကိုဒီဘက်ဒါကဝင်ရည်သစင်ဖြူအား develop လုပ်ထားတယ်။ E10 D4 E5 ဖြူဟာခြေထဲပုံးကိုပြန်မစားသေးဘဲနဲ့ intermediate move အနေနဲ့ e5 ဆိုပြီးတော့တက်ပါတယ် when he says တကယ်လို့ဒီနေရာမှာ knight is e5 ဆိုပြီးတော့ဒီပုံးကိုစားလိုက်ရောဘာဖြစ်သွားမလဲအဲ့ခါကြလို့ရှင် knight is e5 queen is e5 ကိုယ်ကတော့ဘာမှတော့မပြေဘူးလို့ပြောပါတယ်ဒါပေမဲ့လို့ပြန်လာတကူကအဲ့လိုသာစားခဲ့မယ်ဆိုရှင်ဒီနေရာ e5 ကြီးကပွင့်သွားမယ် ကွင်းနေကင်းနေရတန်းတန်းအဖြစ်နေမယ်ဒီမလျှောက်ပြတ်ထားကုန်တဲ့အားလဲဖြတ်ထားတာမပြောက်ပါဘူးဒီနားမှာနားအတွက်ကစားတာနဲလေးရောခက်ခဲမှာပါ Jordan E7 စားတာမျိုးဖြစ်နိုင်တယ်အဲ့ခါကျရင် Windows B5 Windows D4 Windows E7 Windows D7 စားပြင်ကစားပြီးတော့နံပါတ်ကအကောင့်တာပေမဲ့သူရဲ့ကွင်းဆိုင်မှာရှိနေတဲ့အကောင့်တွေက develop မလုပ်ရသေးရဲ့ဆိုကြောင့်မလို့ဒီနေရာမှာနည်းလေးတော့အကျပ်တွေ့ပါလိမ့်မယ်။ဘယ်ပြန်ကြည့်လိုက်မယ်ဆိုရှင်တော့အနက်ကဒီနေရာမှာ e5 ကပုံမစားပါဘူး။အသာလေးပဲ queen e6 ဆိုပြီးတော့ရှေ့ရပိတ်ခံလိုက်တယ်။ c d4 bishop b4 bishop ကျန်လဲမလားဆိုပြီးတော့လှမ်းမေးရယ်။ bishop b2 D5 Knight C3 ကာစကင်း side Knight E2 ပြွာသူ့အမြင်ကိုလှည့်ပြီးတော့ဒီဘက်ကင်းဆိုင်ဘက်ခြံကိုပို့မှန်ဆိုပြီးတော့ပြင်လာပါတယ်။လောဆယ်မှာ F4 ကပ်ကနေပြီးတော့ Queen ကိုတိုက်မှန်ဆိုပြီးတော့ပြင်လာတယ်။ဒါမှမဟုတ် Knight G3 ရွှေ့ပြီးတော့အစားမျိုးလည်းလုံးလို့ရပါတယ်။ Knight G6 Queen B3 ပြွာက Queen B3 ရွှေ့လိုက်တဲ့ယူရချက်ကတော့ဒီနားမှာပျောက်နဲ့မြင်းကိုစားမယ်။ မြင်းစားခံလာရပြီလို့ရှင်မြင်းရကာဝယ်အားရဲ့ bishop ကိုခွင်းနဲ့စားမယ်ဆိုပြီးတော့ချိန်ရောက်လိုက်တာပါဒါမဲ့လို့ဒီနေရာမှာကုန်တာ bishop d3 ဆိုပြီးတော့နောက်ဆုတ်လိုက်တာပိုကောင်းတယ်လို့ပြောပါတယ် bishop ကဒီနားမှာဆိုလို့ရှင်ဒီတာဝန်ထဲမှာဘာမှတိတ်လို့လို့မရပါဘူးဒီဘက်နောက်ဆုတ်လိုက်မယ်ဆိုလို့ရှင်ပို့ပြီးတော့ active ဖြစ်တဲ့ဒါဝန်ထဲကိုရောက်သွားမယ်ကင်းဆိုင်ပဲချမ်းအောင်တိုင်းရိုက်ချိန်ပြီးသားဖြစ်သွားမယ်နောက်ပြီးတော့လမ်းကြုံလို့ရှင်ဒီ bishop ကိုနောက်ဆုတ်ကွင်းကိုရှေ့တက်ပြီးတော့ ဝင်းဘစ်ရှော့ဘက်ထရီနဲ့ဒီဘက်ကနေပြီးတော့ check mate လို့ကို thread တွေနဲ့ချိန်တာမျိုးတွေလည်းလုပ်လို့ရပါလိမ့်မယ်။လောဆယ်မှာတော့မြင်းကြီးနဲ့ပိတ်ခံနေရတဲ့ကြောင့်မလို့ချက်ချင်းတော့တန်းလုပ်လို့မရပါဘူး။ဘလိုပဲဖြစ်ဖြစ်တခြား D3 ရွှေ့လိုက်တာကတော့ပွဲထဲမှာရွှေ့ရဲ့အကွက်ထပ်ပိုကောင်းတယ်ဆိုပြီးတော့ပြပါတယ်။ပွဲထဲမှာတော့ဖြူကကွင်းပီ3ဆိုပြီးတော့စားမယ်ဆိုပြီးတော့ချိန်ထားတယ်။ Bishop A5 ဒီနေရာမှာလဲကွန်ပျူတာပျောက်ကိုဒီဘက်ကနောက်မဆုပ်ပဲနဲ့ပျောက် P7 ဆိုပြီးတော့ဒီဘက်နောက်ထပ်ထိပြန်ဆုပ်တာပိုကောင်းတယ်လို့ဆိုပါတယ်။ဘွဲမှာတော့ stylus ဟာပျောက် A5 ဆိုပြီးတော့ရွှေ့ရတယ်။91 D กว่าတော့ကွန်ပျူတာ mistake အနေနဲ့ပြပါတယ်။ pure user ချက်ကတော့ဒီနေရာမှာ F4 တွေ F5 တွေတက်ပြီးတော့ကစားမယ်ဆိုပြီးတော့ပြင်သားပုံရပါတယ်။မြင်းကိုရှေ့ရနေပြီးတော့ဖယ်ပေးလိုက်တယ်။ ဒါမဲ့လို့မြင်းက F3 မှာမရှိရောတဲ့ကြောင့်မလို့ center control ကနည်းနည်းလွတ်သွားပါတယ်။ကွန်ပျူတာဒီနေရာမှာမြင်းနောက်မဆုပ်ဘဲနဲ့ခုနကလိုမျိုးပဲ bishop d3 ဆိုပြီးတော့ bishop ကိုနောက်ဆုပ်လိုက်တာကိုကောင်းတယ်လို့ပြောပါတယ်။ဘွဲမှာတော့ consper က knight e1 ဆိုပြီးတော့မြင်းကိုနောက်ထဲထည့်ထားတယ်။ f4 တွေ fid တက်မယ်ဆိုပြီးတော့ပြင်လာပါတယ်။ knight c7 ဒီနေရာမှာလည်းအနက်ကပြန်မှားရွှေ့မိပါတယ်။ကွန်ပျူတာကတော့ဒီနေရာမှာအကောင်းဆုံးအဝကဒီမြေက F3 မှာမရှိတော့ဘူးဖွင့်ကောင်းယူပြီးတော့ asset ဆိုပြီးတော့ဖွင့်တိုက်တဲ့ဆိုပြီးတော့ပြပါတယ်။ခုနေတကယ်လို့ e-days asset ဆိုပြီးတော့စားခဲ့မယ်ဆိုလို့ရှိရင် root days asset ဆိုပြီးတော့စားမယ်။နောက်လည်းကြာလို့ရှိရင်ဒီ FI semi open FI ကနေပြီးတော့ရထားတွေကွင်းနေပြီးတော့ဒီဘက်ကရထားတွေနဲ့ major piece ၃လုံးထပ်တာတွေလုပ်လို့ရမယ်။ကစားလို့ရမယ်။ အဲ့လိုမျိုးကြီးကစားမယ်ဆိုရှင်နံပါတ်ကနည်းလေးတာလောက်မယ်ဆိုပြီးတော့ပြရပါတယ်တကယ်လို့ဒီနေရာမှာဖြူက e day success မစားဘဲနဲ့ f4 တက်ပြီးတော့ဒီ e5 ကပုံကိုပြန်ကာခဲ့မယ်ဆိုလို့ရှင်လဲ f takes e5 f takes e5 rook f1 check king takes f1 bishop b6 knight f3 knight a5 queen c3 c6 bishop d3 knight c4 အဲ့လိုတွေကစားပြီးတော့အနက်ကနယ်လေးသားမယ်ဆိုပြီးတော့ပြပါတယ်ဒီနေရာမှာကြည့်မယ်ဆိုရှင်ဒီဘက်က C4 မှာရှိနေတဲ့အနက်မြေကအရန်ကိုအောက်ကိုထိုင်လာပြီးတော့ active ဖြစ်နေမယ်ဖြူနေတဲ့ကစားရတာတော်တော်လေးအာရုံနောက်ဖို့ကောင်းပါလိမ့်မယ်ဒီဘက် square အများကြီးကိုဒီမြေကထိန်းချုပ်ထားတဲ့အတွက်ကြောင့်မလို့နောက်ပြီးတော့လမ်းကြုံလို့ရှိရင်လည်းအနက်ကသူ့ရဲ့ကောင်းတွေကိုလွဲကူနဲ့ develop လုပ်တာမျိုးတွေလုပ်နိုင်ပါသေးရဲ့ခုနေတကယ်လို့ဖြူအားဒီမြေကိုမျက်စိနှောက်တယ်ဆိုပြီးတော့ ဒီ short days night စားခဲ့မယ်ဆိုရှင်ဒီ date စီဖို့ဆိုပြီးတော့ပြန်စားမယ်အဲ့လိုဆိုရှင်နောက်ဘက်က bishop ပဲဂျန်ပြီးတော့နဲလေးသားမယ်ဆိုပြီးပြရပါတယ်စန်တာကြီးကလောဆယ်မှာနဲပွင့်နေတဲ့အနေအထားဖြစ်တဲ့တော့ကြောင့်မလို့ဒီ bishop နှလုံးကဖြူရဲ့မြင်းနှကောင်းထက်နှိမ့်စရာအကြောင်းမရှိပါဘူးဒီညမှာအနက်သားပါတယ်ဘယ်ပြန်ကြည့်ရမယ်ဆိုရှင်တော့ဒီညမှာအနက်က အဆက်ဆိုပြီးတော့ဖွင့်တိုင်းမဲ့ဝင်ရေးလေးကိုလွတ်သွားပါတယ်။ Nice E7 ဆိုပြီးတော့မျက်နှာကောင်ဆက်ထားတယ်။ F4 ပြောအတူတူကိုရွယ်ချက်တိုင်းမဲ့ F4 F5 တက်မယ်ဆိုပြီးတော့ပြင်ထားပါတယ်။ Web Pieces The Shop A3 F5 နောက်ကဒီ Pure ပုံဟာရှေ့ဆက်တက်လာလို့မရအောင်တခါရဲ့ F5 ဆိုပြီးတော့တက်လိုက်ပါတယ်။ဒါပေမဲ့ F5 ကချက်ချင်း Logic တက်ဖို့မလိုပါဘူး။ ဖြူကလောစံမှာ F5 စတက်လို့မရပါဘူး။တခြားရဲ့မြင်းရဲ့နှာခေါင်းနဲ့ကာရရဲ့အတွက်ကြောင့်မလို့ပါ။ဒီနေရာမှာပိုကောင်းတဲ့အခွင့်အရေးနဲ့ကတော့ဘစ်ရှော့ F5 ရွှေရာမျိုးလုံးတင်တယ်ဆိုပြီးပြပါပါတယ်။ဒီဘက်ကမထောက်ရသေးရဲ့ line square bishop ကို develop လုပ်နိုင်မယ်။အဲ့လိုဆိုရင်ပိုကောင်းလိမ့်မယ်ဆိုပြီးပြပါတယ်။ပွဲမှာတော့အနက်က F5 ဆိုပြီးတော့တတ်ထားတယ်။ queen a4 c6 bishop d3 28 Quincy 2 B5 King H1 ဒီနေရာမှာဖြူအား King H1 ရွှေ့လိုက်တဲ့ UI ချက်ကတော့နောက်လည်းအကြလို့ရှင်ဒီနံပါတ်ကဒီတာကိုနေရနေပြီးတော့ Bishop တို့ Queen တို့နဲ့လာပြီးတော့ပုတ်ွက် UI ပင်လောက်တာတွေကိုရှောင်မှုအတွက် King ကိုချိုးရှောင်လိုက်တာပါနောက်ပြီးတော့လမ်းကြုံလို့ရှင် G4 တက်ပြီးတော့ G5 ကိုဖွင့်မယ်ဆိုပြီးတော့ပြင်လာတာပါ Bishop B6 ဒီညမှာလည်းကွန်ပျူတာ B4 တက်လိုက်တာပိုကောင်းနိုင်မယ်လို့ဆိုပါတယ်။ဒါမဲ့ပွဲထဲမှာတော့ Silencer မလျှောက်ပြီးဆဲဆိုပြီးတော့ရွှေ့ရတယ်။ G4 ပြွာသူ့ငိုယူရချက်တိုင်းပဲ G5 ကိုဖွင့်တိုက်ပါတယ်။ A5 နောက်ကဒီညမှာ B5 ဆက်တက်ပြီးတော့ဒီ Square Bishop ရဲ့ Dragon ကိုပိတ်မယ်ဆိုပြီးပြင်ထားတယ်။ Rook G1 ဒီနောက်မှာတော့ပြွာမှာရွှေ့မိပါတယ်။ ကိုဒါတော့ဒီနေရာမှာနက်က B5 တက်မလာခင်မှာမလျှောက်ကိုကြိုပြီးတော့ရှောင်းလိုက်တဲ့လမ်းဆိုပြီးပြပါတယ်။အခုလိုမျိုးဒီစိတ်ကွက်ကိုရှောင်းလိုက်မယ်ဆိုလို့ရှိရင်ဖြူနေတဲ့ရွေးချက်စရာကြီးရှိပါမှာပါ။လမ်းကြုံလို့ရှိရင်လိုအပ်လို့ရှိရင်ဒီမြင်းကိုချိန်ပြေးကောက်လဲပြစ်လို့ရပါတယ်။ဒီ bishop ကသူ့ရဲ့ပုံအနေနဲ့ရောင်တူနေရတဲ့အတွက်ကြောင့်မလို့တနည်းအားဖြင့်ပြောရမယ်ဆိုရှင် bad bishop လို့ပြောလို့ရပါတယ်။ဘလိုပဲဖြစ်ဖြစ်ဒီ bad bishop နဲ့အနောက်ရဲ့ bishop နဲ့တော့လကောင်းမြင်းနဲ့တော့လကောင်း လဲခွင့်ရခဲ့မယ်ဆိုလို့ရှိရင်ဒီဖြူဘက်က space ဒါနေရဲ့အနေထားကြီးမှာဒါရမှာပါ။ဟိုဒါဒီလိုလေးဆက်ရွှေရတာပါတယ်။တကယ်လို့အနောက်ကဖျှောက်စီ7ဆိုပြီးတော့ဒီဖျှောက်ကိုမျက်စိနောက်တယ်ဆိုပြီးတော့လဲမဲ့ပြင်ခဲ့မယ်ဆိုလို့ရှိရင်ဖျှောက် days E7 ဆိုပြီးတော့ဒီမြင်းနဲ့လဲလို့ရတယ်။ဒါမှမဟုတ်ဖျှောက်ချင်းနဲ့လဲလဲရပါတယ်။တကယ်လို့မြင်းနဲ့လဲခဲ့မယ်ဆိုလို့ရှိရင် night days E7 night 3 B4, Knight H4, C5, D5, C5, F5, G4, Knight D4, A4, Rook E1, Bishop B5 စာပြင်ကစားပြီးတော့ဖြူဝက်ကအသာရလိမ့်မယ်ဆိုပြီးတော့ပြတာပါတယ်။အနောက်ကပုံးကောင်တာနေပေမဲ့လို့လောဆယ်မှာဖြူဟာ space မှာအများကြီးတာပါတယ်။နောက်ပြီးတော့သူ့အကောင်တွေကပို့ပြီးတော့အချိန်ဆမိပါတယ်။ဒီဘက်ရှောက်ကလာချိန်ထားတာကိုလည်းဒါလေးရထားတက်ပြီးတော့ရှောင်းလိုက်လို့ရပါတယ်။ ပွဲပြန်ကြည့်မယ်ဆိုရင်တော့ဒီညမှာ view က shop ဒီဆဲဆိုပြီးတော့ shop ကိုဒီလမ်းကြောင်းကနေပိတ်တဲ့ဥစ္စာကိုကြိုပြီးတော့ရှောင်မှုအတွက်အကွက်လေးကိုလွတ်သွားပါတယ်။ root G1 ဆိုပြီးတော့တခါတည်းပဲ G5 မှာရထားကိုနေရာယူရတယ်။ B4 အဲ့ခါကျတော့အနက်ကသူ့ရဲ့ B ပုံကိုရှေ့တက်ပြီးတော့ဒီ shop ကိုလှမ်းပိတ်ပြီးမောင်းလိုက်ပါတယ်။ဒီ data file ဖြူအားပျော့ကိုစားခြင်းစားမြင်းကိုပြန်စားမယ်ဆိုပြီးတော့ပေါ်နဲ့ fi ကပုံပြေးစားတယ် the shot is fi the shot is fi root is fi ဒီနေရာမှာလဲကွန်ပျူတာ root is fi မစားဘဲနဲ့အမြင်နဲ့စားလိုက်တာပိုကောင်းတယ်လို့ပြောပါတယ်ခုနေတကယ်လို့ဖြူကဒီမြင်းကိုလာစားခဲ့မယ်ဆိုရင်ဒီဘက်က bishop ကိုပြန်စားမယ် knight 3ဒီနေရာမှာ c စစ်ပုံကွင်းနဲ့ပြေးစားမျိုးလုပ်လို့ရှိရင် ရရှော့ဒိတ်စ်ဒီဖိုးဆိုပြီးတော့ဒီဒီပွန်းကိုလာစားပါလိမ့်မယ်။အဲ့ခါကြလို့ရှိရင်ဖြူရဲ့စန်တာရန်အားကောင်းနေရဲ့ပွန်းနေရနဲတော့ဝီဝါမှာပါ။နိုင်တဲ့3ရွှေပြီးတော့ဒီဘုံကာမျိုးဖြစ်နိုင်တယ်။ကွင်းဒီရဲ့ရထားကိုတိုင်မယ်ဆိုရှင် Rookie G1 ရထားနှလုံးဆက်မယ်။ Rookie 7ဒီ G7 ဘုံကိုပြန်ကားမယ်။ အဲ့လိုလေးကစားမယ်ဆိုရှင် position က equal လောက်ဖြစ်မယ်ဆိုပြီးတော့ပြပါတယ်။ဘယ်ပြန်ကြည့်မယ်ဆိုရှင်တော့ဒီညမှာနက်က rotates fi ဆိုပြီးတော့ရထားနဲ့ပြေးစားရတယ်။ rotates jesus ဘယ်ဟာနက်မြင်းကိုစားရပါတယ်။ဒီမြင်းနဲ့ရထားကိုစားမယ်ဆိုရှင်ဒီမြင်းကကာဝယ်ရတဲ့ရထားကိုကွင်းထဲဆန်းစားမယ်ဆိုပြီးတော့ပြင်နာပါ။အဲ့ခါကျတော့နက်ကဒီရထားကိုမစားပါဘူး။ Rotate A3 ဆိုပြီးတော့ဒီပထမပျောက်ကိုပြေးစားတယ်။ Rotate Seizes ဖြူဟာတစ်ခါထပ်ပြီးတော့ဒီမြဲက overload တဲ့ဖြစ်နေရာကိုခွင်ကောင်းယူပြီးတော့ရထားနဲ့စားပါတယ်။မြဲတဲ့ရထားကိုစားလို့ရှိရင်လက်ရထားကိုစားမဲ့ဆိုပြီးတော့ပြင်ထားတာပါ။ဒါမဲ့လို့အကောင်လေးအများကြီးလဲလိုက်လို့တော့ဖြစ်သွားပါတယ်။အဲ့ခါကျတော့ဒီနေရာလေးမှာပိုပြီးကောင်းတဲ့အကွက်တွေအနေနဲ့ကတော့ခူတာ ရူချီတူဆိုပြီးတော့ဒီအထောက်အလဲမခံမဲနဲ့ရှောင်းတာမျိုးဟာပိုကောင်းတယ်လို့ဆိုပါတယ်။နောက်လည်းရလို့ရှင် Night of Recall မှာဒီရထားနှလုံးနဲ့ G5 မှာထပ်မယ်။အဲ့လိုမျိုးတွေကစားခဲ့မယ်ဆိုရှင်ဖြူဟာနည်းနည်းပိုတာမှာပါ။ဒါမှမဟုတ်လည်း Night of 3ရင်တက်ပြီးတော့မှနောက်လည်းရလို့ရှင်ရထားကိုရှောင်းမယ်။ပြီးရင်ရထားနှလုံးထပ်မယ်။အဲ့လိုမျိုးတွေကစားမယ်ဆိုရှင်လည်းရရလို့ဆိုပါတယ်။ဖြူဟာနည်းတာမှာပါ။ ဒါမဲ့ပွဲမှာတော့ pure rotate စီဆက်ဆိုပြီးတော့ဖြေးစားပါတယ်။အဲ့ခါကျတော့လဲကြပါတယ်။ night days rope, wind days rope, night days default နကဒီဘက်ကယထာကိုစားလိုက်ရုံနဲ့မကောက်ပါဘူး။ဒီစန္ဒမာရှိနေတဲ့ default ပုံကိုပါဆက်စားပါတယ်။ night days default, the short days default, queen is check, king eight, rook d1 ဖြူအားရထားကိုရှောင်းလိုက်ရင်းနဲ့အားနေပြီးတော့ပျောင်းတဲ့ကွန်းနယ်ကိုနှစ်ကောင်းထပ်ပြီးတော့ချိန်ထားတယ်ပျောင်း C3 rotates D5 ဒီနေရာမှာ rotates D5 မစားဘဲနဲ့ knight of 3ဆိုပြီးတော့ရှောင်းလိုက်တာပိုကောင်းတယ်လို့ဆိုပါတယ်ခုနေတကယ်လို့ D4 တက်လာမျိုးလုပ်မယ်ဆိုရှင် fight တက်ပြီးတော့ဖြူအားကစားလို့ရရလို့ဆိုပါတယ်။လမ်းကြောင်ကိုရှင်ခွင့်ရရနဲ့ asset တက်ပြီးတော့ ဒီ net gain site က bone structure ကိုဖြည့်ဆည်းပြလို့ရပါတယ်။ damage ပွဲထဲမှာတော့ view က rotate device ဆိုပြီးတော့ bone ကိုပြေးစားတယ်။မြင်းကိုမရှောင်တော့ပါဘူး။ web8 ဒီနေရာလေးမှာပဲသူတို့နှစ်ယောက်ကအသေးလေးလုပ်ဖို့အတွက်တဘောတူခဲ့ကြပါတယ်။ကွန်ပျူတာကတော့ net နဲ့လေးတိုင်ဆိုပြောပြပါတယ်။ damage လို့တကယ်လက်တွေ့ကစားတဲ့ခါကြလို့ရှင်တော့ ဒီဘွဲ့ကတည်ကြဖို့တော်တော်များပါတယ်။နောက်မှနှစ်ဖက်လုံးမှာပွန်းနေကြတဲ့အတွက်ကြောင့်မလို့ဘီရှော့ရှိရဲ့ဘက်ကပုံမှန်ဆိုးချိန်နဲ့တားလို့ပြောလို့ရပါတယ်။ဒါမှမဟုတ်ဖြူနေတဲ့တင်ညာမှာလမ်းကြုံလို့ရှိရင်ခွေးရနဲ့ FID SD တက်မဲ့ plan ကြီးရှိပါတယ်။အဲ့တော့ကြောင့်မလို့ဒီနားမှာလက်အနေနဲ့နိုင်အောင်ဖောက်ထိုးဖို့မလွယ်ပါဘူး။အဲ့လိုနဲ့ပဲ game 14ကတော့တည်ကြသွားခဲ့ပါတယ်။ကျွန်တော်တို့နောက်ထပ် ဂိမ်းလေးတခုကိုဆက်ကြည့်ပါမယ်။ Game 15မှာတော့ဖြူပါစတိုင်းနဲ့စားစားရပြီးတော့ Never Consoler စားရပါတယ်။ဘယ်ရဲကိုစားကြည့်လိုက်မယ်ဆိုရှင်တော့ Night 3, Night 6, D4, E6, E3, B6 ဒီဘက်မှာတော့ဖြူပါ D4 ဝန်နေပုံစံမျိုးကစားရပြီးတော့ Never ကကြတော့ E7 တွေ, Night 7တွေ, B7 တွေတတ်ထားတယ်။ Queen's Indian Defense ပုံစံမျိုးကစားရပါတယ်။ D4, Bishop B7, Knight C3, D5, C takes D5, Knight takes D5, Bishop B5 check, C6, Bishop D3, Bishop E7, E4, Knight takes C3, B takes C3 အဲ့လိုမျိုးမြင်းနေလဲလိုက်တဲ့အခါကျတော့ D C3 D4 ပေါ်နှကောင်ဆက်ပြီးသားဖြစ်သွားပါတယ် ရုပ်တရက်စဉ်းစားကြည့်မှဆိုရှင်တော့ QS Center တော်လေးတောင်းပါတယ်လို့ထင်ရပါတယ်။ဒါမဲ့လို့ဒီနေရာမှာအခုလို position မျိုးမှာလက်အနေနဲ့ချိန်ပြေး C5 ဖွင့်တိုက်ပြီးတော့ဒီ center ကိုတက်မေးလို့ရပါတယ်။ Gasagen side Gasagen side C5 နောက်က C5 တက်ပြီးတော့ D4 ပုံကိုမေးရတယ်။ bishop e3 bishop နဲ့ပြန်ကားတယ် c'd c4 c'd d4 knight c6 rook c1 bishop e3 rook c3 bishop e4 rook c4 bishop e7 queen e4 မြင်းကိုစားမယ်ဆိုပြီးတော့ချိန်ထားတယ် knight e5 ရထားကိုစားမယ်ဆိုပြီးတော့ပြန်ချိန်တယ် rook c2 rook c8 ဒီနောက်မှာကြည့်မယ်ဆိုရှင် center control မှာဖြူကဒါရရှိပါတယ်ဒီ center မှာရှိနေတဲ့အကွက်လေးကွက်ကိုထိန်းထားတယ် ဒါမဲ့လို့နောက်ဘက်ကလည်းဒီနောက်ထပ်မှာရှိနေရဲ့ brand သုံးခုထဲမှာပဲသူ့အကောင်တော်များများရှိနေရဲ့ဆိုပေမဲ့လို့ position ဟာတော်လေးကို solid ဖြစ်ပါတယ်။ဖြူနေနဲ့ဖောက်ပြီးတော့နိုင်အောင်ဝစားဖို့ကမလွယ်ပါဘူး။ broker C1 ရထားလုံးထပ်တဲ့ rotate C2 rotate C2 28ဒါတော့နဲ့အဓိကရွေးချယ်ဖြစ်ပါလိမ့်မယ်။ဒီဘက်တောင်ဆုံးမှာရှိနေရဲ့ရထားကိုဖြူရထားနဲ့လာလဲပလိုက်တယ်။ ီကြောင်ကွင်းကိုချောင်းထဲကိုပို့လိုက်တယ်။အဲ့လိုနေရာဖြင့်ကွင်းပေရှောင်းနှလုံးကိုကွင်းကိုနောက်မှထားပြီးတော့ဘက်ထရီလုံးလိုက်ပါတယ်။ဒီတိုင်းကိုလည်းတစ်ချောက်ကနေပြီးတော့ဖြူရကင်းဆိုင်ဘက်ချောင်းကိုလှန့်ချိန်ထားတယ်။လောဆယ်မှာတော့ဒီ e-phone မှာရှိနေတဲ့ကွင်းကိုစားမဲ့ချိန်ထားပါတယ်။ night to ဖြူရပြန်ကားတယ်။မလျှောက်စီစကွင်းကိုတိုက်တယ်။မလျှောက် b5 သူဟာသူ့ရဲ့ကွင်းနဲ့နာဘီရှော့နဲ့ကြားရမှာသူ့ရဲ့ဘီရှော့ကိုဖြေးပြီးတော့ခံထားလိုက်ပါတယ်။ အဲ့ခါကျတော့ဒီ e5 မှာရှင်ကြီးရဲ့ပွန်ကလွတ်သွားပါတယ်အဲ့လို့ဆိုတော့ဖြူကဒီပွန်ကို playing ကျွေးလိုက်တာလားဆိုပြီးတော့စဉ်းစားကြရရှိပါတယ်ဒါပေမဲ့အဲ့ကွက်မှာမရွှေလို့ရှင်လည်းဖြူကွင်းက trap မိနေပါတယ်ကြည့်မှန်ဆိုရှင်ဒီ diagonal ကို nice square bishop ကထိန်းထားတယ်ဒီ diagonal ကိုဒီ bishop ကဖြတ်ထားတယ်ဒီကွက်ကိုကြောင်မြင်းကထိန်းထားတယ်ဒီကွက်လည်းမြင်းကထိန်းထားတယ်ကွင်းကဒီနားမှာနေပိတ်မိနေပါတယ်အဲ့တော့ကြောင်မလို့ bishop b5 ကရွှေကိုရွှေ့ရမှာပါ အားကြောင့်မလို့ပွဲမှာစတိုင်းနဲ့စားဘျှော့ပီဖိုင်ရွှေ့ပြီးတော့ပွန်းကိုကျွေးလိုက်ပါတယ်ဘျှော့ days evil night days evil queen days evil နဘကပွန်းကောင်တာဝပါတယ်ဒါမဲ့လို့ဖြူပါ compensation အနေနဲ့ဘျှော့ပဲကြံခဲ့ပါတယ် position က equal ဖြစ်နေတော့မှာလဲ rookie 7ဖြူရထား7 run နဲ့ဝင်လာတယ်ဘျှော့ versus ်မရှောင်းတဲ့ corner ကိုခွာပြီးချိန်ထားတဲ့အတွက်ကြောင့်မလို့မရှောင်းရှောင်းပေးလိုက်ရတယ်။ Rotate A7 အိန္ဒိယကအဖြူအားခုနကဝါပေးလိုက်ရတဲ့ corner ကောင်ကိုပြန်ယူလိုက်ပါတယ်။ Nice Aces Rookie 8တထားချင်းတိုက်ထားတယ်။တကယ်လို့ဒီနေရာမှာဖြူနေတဲ့ရထားကိုချင်းချင်းတမ်းလဲခြင်းသေးဘူးဆိုလို့ရှိရင် Rookie 7လို့ခွန်မျိုးရွှေ့လဲရပါတယ်။ဒါပေမဲ့အဲ့ခါကျတော့ရှင်ကကွင်းပြီး1 check ဆိုပြီးတော့ background နဲ့အားနေဖြူကိုလာချနိုင်တယ်။ bishop f1 ဆိုပြီးတော့ပြေးကာရာမျိုးဖြစ်နိုင်တယ်။ဒီနားမှာလည်း position က equal လို့ပြောလို့ရပါတယ်။အနက်အနေနဲ့သူ့မြင်ကို97ကိုနောက်ပြန်ဆုပ်လို့ရတယ်။နှစ်ဖက်လုံးဘာမှလုပ်လို့မရပါဘူး။ဘယ်ပြန်ကြည့်ရမလဲဆိုရှင်တော့ဒီနေရာမှာဖြူက rookie ရိဆိုပြီးတော့ရွှေ့လိုက်ပါတယ်။ဒီနားမှာတခုရှိရာရှေးတစ်ခွက်ကိုပြန်ကြည့်မယ်ဆိုရှင် ီနေရာမှာအနက်ကနိုင်စီဆဲဆိုပြီးရွှေ့လိုက်တာပါဒီမြင်းကိုစားလို့မရဘူးလားလို့မေးစရာရှိပါတယ်စားလို့ရှင်လက်နိုင်သွားမှာပါဘာလို့လဲဆိုရှင်ကွင်းပီဝမ်ချက်ဆိုပြီးတော့လာချက်တဲ့အခါဖြူနေနဲ့ပျောက်နဲ့ဒီနောက်ထပ်ကိုဆင်းပြီးတော့ကာလို့ရအောင်မဟုတ်ပါဘူးအဲ့တော့ကြောင့်မလို့ဒီနေရာမှာဖြူကဒီမြင်းကိုမစားခဲ့ပါဘူးရုတ်ကေဆိုပြီးတော့ရွှေ့လိုက်တယ် Night Days Devil အနောက်ကတခါပေါ်ကောင်ပြေးပြီးတော့ဆက်စားပါတယ်။လောဆယ်မှာယထာကိုကွင်းတဲ့ယထာနဲ့နှစ်ကောင်နဲ့တိုက်ထားတဲ့အတွက်ကြောင့်မလို့ဖြူအား Broken Face Check ဆိုပြီးတော့ပြေးစားတယ်။ Gate Safe Queen Day 3 Check တကယ်လို့ဒီနေရာမှာ The Short Days Night ဆိုပြီးတော့ပြန်စားခဲ့မယ်ဆိုရှင်အနောက်ကအသာလေးပဲပြန်စားပြီးတော့ opposite color ပြလျှောက်တွေခြံငယ်ပြီးတော့ပြေးကြမှာပါ။ ွဲမှာတော့ဖြူအားကွဲလေ3 check ဆိုပြီးတော့ check ကြည့်ရဲ NG8 ကွဲလေ6ဖြူအားတစ်ခါဒီနားနေပြီးတော့ C8 ကနေပြီးတော့လာချက်ဖို့မိတ်ခိုးတွေခြောင်းတော့ပါတယ် G5 အနောက်ကသူ့ကင်ဟာ background ထဲမှာပိတ်မိနေမှာဆိုလို့ဘုံကိုရှေ့တက်ထားတယ်ရှာဒေးစ်ဒီဖိုရှာဒေးစ်ဒီဖို အဲ့လိုနေလိုက်တဲ့အခါကျတော့ opposite color ပြလျှောက်ပြီးကြံခဲ့ပါတယ်။နောက်ဘက်ကဘွန်းကောင်တာနေပြီမဲ့လို့ဒီနေထားမှာမနိုင်ပါဘူး။တည်ရကြမှာပါပဲ။ Bishop F1 Bishop C5 Queen E2 Queen ရဲ့လဲမလာမေးရဲ့ Queen ရဲ့လဲလိုက်မယ်ဆိုချင်တခါရဲ့တမ်းပြီးတည်ရကြမှာပါ။ Queen D4 G4 Queen G7 Queen F3 Queen A4 Queen C3 check access quincy 4 quincy 6 quincy 2 quincy 6 quincy 3 quincy 4 quincy 3ဒီနားလေးမှာပဲသူတို့နေရာမှာဒီလုပ်ဖို့အတွက်သွားလုပ်ခဲ့ကြပါတယ်ဒီနေ့ပြောခဲ့တဲ့ stainless knife conspado ရဲ့1890 1891မှာကစားခဲ့တဲ့ the third world chess championship match ရဲ့ game 14နဲ့15 review season လေးတွေကိုတော့ဒီနားမှာပဲရလိုက်ပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်